နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဇောလာ၂၉ရက်တနင်္ဂနွေနေ့ ုတ်တန်ကျန်ခန်းကြီး38အငယ်30မှ38တီလာနှင့်ပြည်စုံသောမိမကိုအဘယ်သူတွေ့ရသနည်းဒုဒသောမိမသည်ဗဒမြားထက်မူတာ၍ထိုက်ပေ၏သူ၏ခင်မုန်ဤသူကိုယုံ၍ဆင်းရဲခြင်းနှင့်ကင်းလွတ်လိမ့်မည်ထိုမယားသည်မိမိခင်မုန်အကျိုးကိုမပြတ်တသက်လုံးပြုစုတတ်၏သူမွေးနေဝါကိုရှာ၍မိမိလက်နှင့်အလိုအလျောက်လုပ်တတ်၏ ဂုံတဲ့တင်မော့ကဲ့သို့ဖြစ်၍စားစရာကိုဝေးသောအရမဆောင်ခဲ့တတ်၏မောမလီမီထလျက်အိန္ဒူအိန္ဒါတို့အားစားစရာကို၎င်းဂျွမားတို့အားအငန်းတာကို၎င်းပေးဝေတတ်၏ကောင်းမွန်စွာဆင်ခြင်၍လဲခွက်ကိုဝယ်ယူတတ်၏ကိုယ်တိုင်လုပ်ရရသောငွေနှင့်စပြည့်ဥယင်ကို ပြုစုတတ်၏မိမိခါကိုခွန်အားနှင့်စီး၍မိမိလက်တို့ကိုတံမြန်စေတတ်၏ မိမိလောက်တော့ဥစ္စာကောင်းကြီးကို ရေးမိ၍သူဤမိခွက်သည်တညလုံးမတည်တံတီလာနေပြေဆုံးသောမိမသည်မိုးမလေးမိထမြက်အိမ်သူအိမ်သားတို့အားစားစရာကိုပေးဝေတတ်၏တုတ်တန်ချက်အခန်းကြီး31အခန်းငယ်30အခန်းငယ်35အဖွားဤဆုတောင်းချက်များ လွန်ခဲ့သောနှစ်ပေါင်းများစွာကမိသားစုပြန်လည်ဆုံစည်းမှုတစ်ခုတွင်ကျမအမေကသူမရေးခဲ့သောစကားအချို့ကိုဝေမျှခဲ့သည်ကျမတစ်ခါမှမတွေ့ဘူးခဲ့တော်လေမကြာခဏအမေပြောတဲ့ကိုကြားရလေးရှိသည့်သူမ၏အဖွားအကြောင်းကိုအမေကဂုံယူပြောဆိုခဲ့သည်မမဆူဆန်သည်အယုံမတက်မီအိညာထကအိန္ဒုအိန္ဒားများအတွက်ဆုတောင်းပေးသည့်ကိုတတိယကြောင့်အမိရေးခဲ့သည် ၎င်းသည်အမိဘဝ၌ထူးခြားစွာတည်ရမှုရှိစေခဲ့သော အမှတ်တရတစ်ခုပင်ဖောဖွားကြီးကိုကျမတို့မတွေ့ဘူးခဲ့တော့လေယနေ့အထိထိုအရာကို ကျမဆွေးမြင်မှတ်မိနေစေဖြစ်သည်ဤဖော်ပြချက်သည်တုတ်တန်ကျန်အခန်းကြီး31မှအမျိုးသမီးကိုအမှတ်ရစေသည်သူမသည်မိုးမလင်းမီထလျက်မြင်သာသောဤများဖြင့်သူမ၏မိသားစုကိုပြုစုဆောင်ရှောက်ခဲ့သည်သူမချစ်သောသူများကိုစောင့်မရန်ဟုသည့်အချက်တစ်ခုတည်းဖြင့် မိသားစုအတွက်အစားအစာပြင်ဆင်ခြင်းမြေဝယ်ခြင်းစပြည့်ချံစိုက်ခြင်းအမျက်စွန်ရအောင်အယောင်းဝယ်ပြုလုပ်ခြင်းအချောက်အလုံးနှင့်အခြားသောလှုပ်ဆရာများစွာကိုပြီးစီးအောင်လှုပ်ဆောင်ရန်ရှိသည်ထို့များမကသူမသည် စင်ရဲသောသူငတ်မွတ်သောသူတို့အားလည်းသူမ၏ကြံ့ရင်ဖျင်ဖြင့်မဆသည်သည်တုတ်တန်ကျန်ခန်းကြီး31ကိုရေးသားသည့်ခေတ်အချိန်ကဤကျမ်းပိုက်ပါတာဝန်စရင်ရှိအတိုင်းအိမ်နောင်စုတစုကိုပြုစုဆောင်ရှောက်ပေးရမှာ မလွယ်ကူပါ 1800ပြည့်နှစ်များတွင်မွေးဖွားခဲ့သော ကျမ၏ဖွားဖွားကြီးအတွက်လည်းလွယ်ကူသောအလုပ်မဟုတ်ပါ သို့သောမိသားစုနှင့်အခြားသူများကို ပြုစုဆောင်မရန်ခွဲခတ်ပေးအပ်ခံရသည့်သူတို့၏တာဝန်ကိုလက်တွေ့ထမ်းဆောင်နိုင်အောင်ဖျားရှင်မားစသည်ဖြစ်၍နန်းနက်စောစောအပြင်တစ်နှစ်တာလုံးတီးတိုးရရွတ်သည့်ဆုတောင်းများကဤမျိုးသမီးများအားအာယုံစူးစိုက်စေပြီးအားရှိစေခဲ့တော်သည် နေ့စဉ်လှုပ်ဆောင်စရာများကိုလှုပ်ကန်ရင်တင်မြီတို့အာယူသည်။စောစောထလျက်မမှန်ဆုတောင်းခြင်းကတင့်အတွက်မြီတို့အထောက်အကူဖြစ်သည်။တရှင်သောဖရာသခင်မိသားစုများကိုတစ္ဆာရှိစွာ ပြုစုဆောင်ရှောက်ပေးသောအမျိုးသမီးအမျိုးသားများအတွက်ကျေးဇူးတင်ပါ၏။ထိုသူများကဲ့သို့အလားတူလှောက်ဆောင်နိုင်ရင်ကျွန်ုပ်ကိုမားစတော်မူပါ။သခင်ယေရှုနာမကို အမိပြု၍ဆုတောင်းပါ၏။ နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။